အဲ့ Elizabeth तू ကဘာဆွဲကမ်းတာလဲ Why were you to law h base to your growth ဆွဲပြပါအဲ့တော့ဒါကိုလည်းဆရာတို့ဒါ transform လုပ်ပြီးတော့ပဲဆွဲလိုက်မူလား function က why were you law h base to why were you to law h base to ဆိုတာအရှိကတူနေမြောက်တာလေဆိုတာဘာလောက်တာလဲအဲ့ကိုမြောက်တာလား why မြောက်တာလား why မြောက်တော့ဆိုဘာ scaling vertical scaling vertical scaling ကပြောင်းပြန်လားဓာတ်ရိုက်လား ဒါရိုက်နော်ဒါရိုက်ဆိုတော့ဆိုလိုချင်တာ function မှာ2နဲ့များရင် factor ကလည်းဒါကြောင့် vertical scaling scale factor 2အဲ့တော့ဒီ2လက်ဒီတဲ့ဘာပါလို့မှာလဲမြှောက်သေးရမှာဒါကြောင့်လိုချင်အဖြစ်များလား point ကိုစဉ်းစား x, y ကနေဘာပြောအောင်ဒီ2ကဘာတူမြှောက်အောင်ပါအဲ့တော့ x ကမှာ 2y ပေါ့ခဏက5 key ပဲလေ1 4ဆိုချာတော့ပါရမယ်အဲ့ဒါမျိုး1 4ဆိုရင် y က -2 y ကိုဘာနဲ့မြှောက် ူနဲ့မြအဲ့တော့ဝါမိုက်ဘက်ကော minus 4ဝါမိုက်တူကော minus 3ဆိုရင် minus 2ပြောင်းဟလားဝါကော0ဆိုရင်1ကော0ပဲတူကော1ဆိုရင်တူကော2 4ကော2ဆိုရင်4ကော4နောက်ဆိုရင်ရှားလို့ကျင်တဲ့ gray ရဲ့ပုံရပြီနော်ပုံနဲ့ရှားသလိုပုံရှိတော့နော်ဒါကမူလ function ရဲ့ gray ဟလားဒီပြောင်းလေးချအမှတ်ကားပြောင်းတယ် gray နေအောင်လေးပေါ့ဒါက log h base to gray ဒီ graph ကကြတော့ log h base uh, sorry lot 2 2 into lot x space ဆိုတော့အစားဆွဲရမှာဒီ graph ပါเนาะ raw set graph ဆိုတော့ဒီ graph ပဲဆွဲရင်လည်းရတယ်ပုံနှင်းမှာတော့နှစ်ခုလုံးဆွဲပြတာလာဂျာအကိမဆွဲချင်ဆိုဒီ graph တစ်ခုပဲဆွဲလိုက်ရတယ်ပြီးရှာအစက်တော့ထည့်ရင်ဘာပဲထည့်ရအောင်အစက်တော့ကဘာလား x 2 x လေအဲ့ဒါဆိုတော့ x တောင်ဘလားပဲလဲဒါကြောင့်မို့တာသူရဘာဒီကလမ်းမှာပဲအစက်တော့မြန်ရှိတာเนาะရမယ်เนาะ domain ပဲလိုက်ရအောင် h greater than 0 rate ကတော့ဘယ်လောက်လဲအာပေါ့နော်ဇာတိမှာရေးတိုင်းရမနော် okay ပုံပုံနောက်ဆွဲလိုက်ပါ log x square base 2ဆောက်ဆွဲနော်အဲ့တော့ဆရာတို့ဘယ်လိုမှတ်မလဲဆိုရင်ဒါဆရာအလွယ်ပဲတစ်ခါတည်းမှတ်လိုက်တော့ y square to log x base 2ကနေဆရာတို့က y square to log x square ဘေးစုလို့သူက transformation နီးနေတော့ဆရာပြောပြောစရာမလိုဘူးတခါတည်းဆရာတော့မှတ်တာဘယ်လိုမှတ်တာမသိရင်မူလဖိုင်ရှယ်ဘက်က 8.y ဆိုရင် तू ကဘာရမှာဆိုရင် x ကမှာ plus or minus တူရလို့မှတ်ပြီဒါကိုမှတ်တာလေရဒါ square ဆိုရင်နော် y ကိုနှင်းနှမြောက်ပဲရှေ့ရနေပါတက်မယ် plus or minus တက်နော်ဒါဆိုသူလိုချင်တဲ့တက်ဆိုင်အောင် point တွေရအဲ့တော့ပြောလို့ရှိရင်ခဏ fuck you ပါပဲပေါ့ကွာဘာရမှာဘာမှ4.0မှာ 2 minus 2မဟုတ်ရင်1 minus 2 comma minus 1 1 comma 0 2 comma 1 4 comma 2ဒီဘာတကူကိုရေးတော့လေဒါတော့ဘာရမှာပြော1 minus 4 comma plus or minus အဲ plus or minus အာခဏကသူကအနှုတ်တက်မှာနော်အနှစ်စနှစ်စလုံးမယ် ခဏလေး plus or minus က1/4เนาะဒီမှာလွဲနေတယ်ကျတော့လောမှာဒီညာလေးမှားတယ်ဆရာပြောတာ ော့ plus or minus ကအဲ့ကိုတက်ရမှာ x မှာ plus or minus တက် y ဝါနှစ်ဆတူပါဒါဆိုရှားလို့ကျင်တဲ့ဒီ log x square base square ကတော့ရအဲ့ဒါဆိုဘယ်လိုရမလဲပြောပါအဲ့ကို plus or minus တက်တော့ plus or minus 1 minus 4 comma minus 4နောက်တော့ကဆိုရင် plus or minus 1 minus 2 comma minus 2နောက်တော့က plus or minus 1, 0 plus or minus 2, 2 plus or minus 4, 4ဆိုပြီးရဒါသူရဲ့ဒီ y ကို log x log x square base ဆိုရင်ဒီအမှတ်တွေဆောင်နေရချပြီးအောင်အဲ့တော့ example က1 minus 4တကားရှိတယ် minus 1 minus 4တကားရှိတယ်ဆိုတာသူရဲ့ပုံကဘယ်လိုရမလဲဆိုရင်ဒီလိုပုံလေးရမှာကြတော့ဒီပုံလေး ခဏပြောပြပြဆိုတာ x ဘောကဘလောက်ရတာလဲ plus or minus 1 minus 4ကောမှာခဏရေးတာခဏပြပြပြအောင်နော်ဒီမှာရေးတာပြန်ကြည့်လာဘာရေးတာ plus or minus 1 minus 4ကောမှာ minus 4အဲ့တော့ဆောင်းနေရာချိုက်ဟိုဘက်ဒီဘက်ရမှာလားဒီမှာလေဒီညာလေးပြောတာ1 minus 4ကောမှာ minus 4ရယ် minus 1 minus 4ကောမှာ minus 4နောက်တစ်ခါဆို plus or minus 1 minus 2ကောမှာ minus 2ဆိုတာ ဒီမှတ်နဲ့ဒီမှတ်နောက်တော့က plus or minus 1, 0အဲ့တော့ 1, 0 -1, 0 plus or minus 2, 2ဆိုတာ 2, 2နဲ့ minus 2, 2 plus or minus 4, 4ဆိုတာ 4, 4နဲ့ minus 4, 4အဲ့ဒါလိုဆရာတို့စက်လိုက်ရင်ဒါဘာရဲ့ correct ရမှာဆိုရင်ဆရာစီကနှစ်ချမ်းခွဲပြီးပြောပြတာအကယ်အဲ့လိုမပြောချင်လိုက်ရတယ်ဆရာတို့ဒီစားမရေးလာဘူးဒါဘာရဲ့ correct လဲ y square log x square base 2ရဲ့ graph ပဲ ပြီး domain ရေး domain ပြော domain ဆိုတာဘာတန်ဖို့ x တန်ဖို့ x greater than အခုက h မဟုတ် x square x square greater than h ဒါပုံမကြည့်ပဲပြောတာနော် x domain က x square greater than h greater than ဆိုတာတစ်ဆက်တည်းပြန်လုပ်ကြည့်ရင်ဘယ်လိုရေးရလဲ နှစ်ဖက်လား greater than အဲ့ဒါဆိုရှားဖို့လို့ရတယ်။ဂျားပိုင်းနဲ့လား off half တော့လား။ off half တော့နဲ့ရေးပြရတယ်နော်။သဘော or h က less than negative 8 or h greater than 8အဲ့ဒါကိုရှားပြရနော်ဒါ modulus လဲအဲ့ဒီတိုင်းပဲ modulus of h greater than 8ဆိုလဲဒီဖြေပဲ h greater than 8ဆိုရဖြေလဲဒီဖြေပဲရမလားအဲ့တော့ကိုမှတ်ထားမှာနော်အကဲဒီမှာသာ less than ဖြစ်ခဲ့ရင်ဂီတာတီးတဲ့ပုံစံနဲ့ဖြစ်လဲ ပြောချင်တာသလိုကကျွန်တော်လေးရေးပြတာ less than 8ဆိုဘယ်လိုမှာလဲ sorry equal တော့ပါ negative h less than h အဲ့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 ငယ်ငယ်ရင်ပြောတာကြီးခဲ့ရင်ပါလဲအော်ကားတော့ဒါဆိုဒိုမိန်က8 less than ဘယ်လောက်ရ negative 8ဆိုတော့8တမဘယ်လောက်ဒီနောက်ကဘာလောက်တာရှိလဲအဲ့ဒါဘာပဲရမ8 less than negative 0ဆိုတာ0ပဲပေါ့8တမဘ0ငယ်မယ်ဒိုမို0ထက် ကြည့်မယ်ပြောချင်တာဘသူကလွယ်ပြီးအကုန်ဖြစ်လို့ရဒီလိုကလွယ်ပြီးအကုန်ဖြစ်လို့ရပုံမှန်ကြည့်လေဒီအလေကဘာဘာဘာကြီးလဲသူ့ရဲ့ဆက်တော့အိတ်ကွေးသူလားအဲ့ဒီအိတ်ကွေးသူ0ဒီဂရပ်ဖြတ်လားဒါကလွယ်ပြီးကျန်တာအားလုံးဖြတ်တယ်အဲ့ဒါသူ့ရဲ့ဟိုဒိုမိန်ပဲဒါဆိုအဆက်တော့လည်းပါပဲ x2 = 8ဆိုတော့8ကွေးသူဘလောက်ပဲရမယ် x ပဲရမယ်အဲ့ဒါ8ကွေးသူဘလောက်ပဲရမယ်0ပဲရမယ်ဒါကြောင့်မို့သူ့ရဲ့ဒိုမိန်ကဘယ်လိုရမယ်နောက်တစ်ခါက ရိတ်ကတော့ VN မှာအားပေးရမယ်အဆက်တော့ကအဲ့ကွယ်စီယူရနော်နောက်တော့ဒါကိုဘယ်လိုယူရသလဲဆရာခဏပဲဆိုလို့ယူရနော် VN မှာကြီးပဲဒါမဲ့ဘာကိုဖယ်လိုက်0ဖယ်လိုက်0အဲ့ဒီဒီကောင်ရဲ့တိပ္ပယ different လို့ခေါ်ဒီတော့ဆိုတော့ဖယ်ထုတ်လိုက်တာ0ကလွဲပြီးတော့ကြံတာအလုံးဖြစ်လိုက်ရတယ်အဲ့လိုကြီးလိုက်ရတယ်ဒါဒီလိုပဲစောင်းလို့ရတယ်ကွာဒီလိုပဲစောင်းရတယ်နောက်တော့ရှိသေးတယ် ့ x တဲ့ဘောအားလုံးကဘယ်ထဲမှာ h ဘီလုံးသူ r ဒါပေမဲ့ဘာဖြစ်လို့မရဘူး0ဖြစ်လို့မရဘူးပြောချင်တာဂျင်းကြီးက3မျိုးရှိတယ်ဒါတမတ်တဲ့မှာလှည့်လို့ရတယ်ဒါလိုမျိုးမပေးဘဲနဲ့ကိုကဒါလိုကြီးပေးလာလို့ရှိရင်လည်းအပြေမပါဘူးဆိုပြီးရှောက်မလုံးနဲ့ပေါ့ဒီ3ခုလုံးအတဲပြတူတူပဲရမယ်နော်အ3မျိုးလုံးသိအောင်တော့ရေးတာပေါ့ okay ပြီး definition ကဘာ function လို့သိရ even function ဘာကြောက်ဆိုတော့ y စစ်ပေါ်မှာ symmetry ဖြစ်လို့ဒါကနှုတ်နေနဲ့သိတာမှာဒါလည်းရေးတာပေါ့နော် တမတ်တက်ဒီမှာမေးလို့ရတယ်အဲ့တော့ပုံမဆွဲခင်မှာခဏရှိရလေဆရာပြရလေအရင်ပြရမယ်ဆရာပြန်ပြီးတော့အဲ့တော့ဘလို့မှတ်လိုက်ရပြီလဲဆိုရင်ဆရာသိနေတယ်ဘလို့ဒီစားအလွယ်ပဲမှတ်လိုက်တော့ h ဆိုရယ် log h ဆိုရယ်ပြီးသူကကရလို့ညင်ပါလို့ h ကို plus or minus တက်မယ် y ကိုဘယ်နှဆတူမယ်နှဆတူမယ်တခါလဲကြုံတော့ပြောမယ် y ကိုသူအကေ log h base သူကနေဆရာက sorry y ကိုသူ log more h base 2ဆိုပါလို့အဲ့ဒါကြတော့ဘာလုပ်ဦးမယ်လဲဆိုရင် x, y ကနေကြတော့အဲ့ကို plus or minus တက်မှာ y နဲ့စသူကြမလို့အဲ့ဒါပါတခါတော့မှတ်တာလို့ရနော်ဥပမာဆရာပြောပြမယ်နော်ဆရာတခါတဲ့ပုံမှာဆွဲပြအဲဘာကြောက်ဆရာအဲ့လိုပြောလို့ဆိုရင်ဒီဒီ most ကနေပဲပြလိုက်နော်မရတရားပြမရဒီမှာဆရာဥပမာပြောတဲ့ကွက်လေးဆိုကြည်လား y ကွဲဆိုကြတော့ log log base ကတူเนาะခဏဗလား mod a ကိုဆရာထည့်မှာလား mod ထည့်မှာခဏ mod ကအဲမှာတူတူကြရရသလားတလို့ရတယ်ခဏလိုပဲသူလည်း reflect ရှင်ပဲသလားဒါပဲသူရဲ့ point ကိုကြည့်လိုက်သူကခဏ point ကိုပဲ1 comma 0ဒီနေရာဆိုရင်ဗလားလားဖြစ်မှာကြတော့ဒီလိုပဲသူဘက်ကောမှာအော် minus 1အထားပါတော့ point ကိုတော့မပြောတော့တနည်းပြောရင်ဒီကောင်က bias graph ပဲလို့ဆိုရင် y ကွဲသူ log h base သူရ graph ပဲ log h base သူဆရာရရင်ပြရပါကြမ်းခဏလေး log h ကဒီမှာနော် log h base သူအဲဒါ log h base သူကဒီမှာလေ log h base ဆိုတာဒီဘက်ဟာလားအခုဆရာဆွဲလိုက် log mod h base သူကြတော့ဗာပြောရတယ်နှစ်ဖက်လုံးပြောရတယ်နော်အဲ့ပြောချင်တာဘာကိုနှုတ်သက်လိုက်လဲဟိုဘက်ဒီဘက်ဆိုတာဘာကိုနှုတ်သက်လိုက် ဝါနှုတ်သက်တာလားအိတ်ဆိုနှုတ်သက်တာလားအိတ်ဆိုနှုတ်သက်တာလဲဒါပေမဲ့မူလဖန်ရကြရပါအိတ်ကိုနှုတ်သက်တာမိုင်းနဲ့အိတ်ကိုရနှစ်ခုလုံးပါဒါကြောင့်မို့ချာတော့အလွယ်တကာမှတ်တာရတာအကိန်းဆွဲခိုင်း mod x base to graph ဆွဲခြင်းဒါလေးမှတ်လိုက်ရပြီ x ကိုပါတက် plus or minus တက် y အတ္တီတန်ရမယ်နော် square ဆိုရင်တော့ပါလို့မယ် x ကို plus or minus တက်မယ် y ကျတော့ဘယ်နှစယူရမယ်နှစယူရမယ် okay အဲ့တော့ရေးကြည့်လိုက်ပါ ဲ့တော့ तू ဘာရှာခိုင်းလဲဆရာတို့နံပါတ်1က log h minus 2 base 2 plus 1အဲ့တော့ဘာတွေပဲလုပ်ဖို့ရှိလဲဒါဘာတံမို့ h တံမို့ဒါ k တံမို့ဒါဆိုဘာပဲလုပ်အောင် translation ပေါ့เนาะအဲ့တော့မူလ function က y ကို log h b 2 translation h ကဘလောက် k ကဘလောက်လဲအဲ h က2 k က1အဲ့တော့သူ့တွေကိုပြန်ထည့်တော့ဘာရပြီ log h minus 2 base 2 sorry h m i n u s 2 plus 1 base 2ပါမူလဖန်ရှင် x, y ဖန်ရှင်မှာ x ကို minus 2ပေါင်းရင် point မှာ plus 2ပေါင်းဖန်ရှင်မှာ y ကို plus 1ပေါင်းရင် point မှာအဲ့တော့ x plus 2ကောမှာ y plus 1ခဏဖတ်ကြည့်ပါရှိတယ်အဲ့ဒါရှားလိုက်ထည့်လိုက်တာပါเนาะသိလားပုံတပုံပဲဆွဲရမယ်ရှားတို့ရှားတပုံပဲဆွဲပြရပြီဒီဘက်ပုံပဲဆွဲပြရပြီ diagram เนาะ domain ပြောပြ Đấy, tụi mình có H greater than H mô lô H greater than 2 À, sao tao có A quay 2 2 ray gà ra bà bè lè À, riêng nè mà à bè Dạ bè nó À, là cú cú gì bà Bông xe bông xe cú cú gì mà lộ Tụi mình có H sao tao A greater than 2 Ray gà, à Sao tao có A quay 2 2 ပြီးရင်ဆရာတို့နှစ်ပတ်ပြီးရင်ကြည်လာလေဒီကဆရာတို့ဘာလုပ်အောင်မဲလဲဘာပဲလုပ်အောင်မှာပဲ translation ပဲလုပ်အောင်အဲ့ကဘလောက် k ကဘလောက် k က k က -2 เนาะဒါဆိုလိုချင်တဲ့ function ရမယ် point ပြောအောင် a, y ကနေဘာရမလဲအဲ a -1, y -2 အဲ့တော့ခဏလိုပဲ faki wise ဆရာတော့၅ခုရှိမယ်ပြီးသူ့ရဲ့ဖြည့်ရေးပါပါเนาะ domain ပြောပြပါ domain a greater than ဘယ်လောက်လဲ a set the a greater than a ဆိုမှုဘယ်လောက်လဲ minus 1အစတုတ်ကတော့ a equal to minus 1ပါเนาะ break ကတော့ real နဲ့မှာပဲပုံတော့နောက်အိသာဆရာကိုဆွဲပြပါဘောเนาะဆက်ကြည့်မယ်ပေါ်သွားလို့ရမယ်เนาะ နမက်စီလည်းနမက်စီကကြတော့သူကတူတူပဲလေးဆရာတော့ base ကသူနဲ့ပေါ့ဝါမိုက်သူနဲ့ဟာဆွဲပြီပေါ့အဲ့တော့ translation အဲ့ကဘလားပဲအဲ့က -1k က2နော်အဲ့ဒါလိုချင်တဲ့ function ရမယ်ဒီမှာ5 keyword မတူတော့ဘူးနော်တန်ဖိုးမတူတော့ဘူးနော် base ဝါမိုက်သူဖြစ်သွားပြီအဲ့ပြောကြည့်ပါဦးမူလ function အဲ့ကမ y translation လောက်တော့ x ကို +1 ပါရင် y မှာ -1 ပါ y ကတော့2ပဲပါ အဲဒီမှာ1 my 4ကမှာဘာကြောင့်2ဖြစ်လဲဟို base က1 my 2မို့လို့1 my 4ဆိုတာ1 my 2 power 2ဒါကြောင့် power အတူဖြစ်ဒါဆိုနောက်တစ်ခုဆိုဘယ်လားဖြစ်မလဲ1 my 2ကမှာဘယ်လားဖြစ်မလဲ1 my 2ကမှာဘယ်လားဖြစ်မှာလဲ1ပဲဗောညာဒါတော့ကိုရှင်းလိုက်မယ်လေဘာကြောင့်1 my 2ကမှာ1 my 2ဆို1 my 2 power 1ပဲလေ power 1က2ရဲ့ဝိုင်းတန်မို့ ပြီးရင်ရှာတော့ဘာလို့ပုံမှန်ဒါပေမဲ့ x ကို1ပါမယ် y ကို2ပါမှာနော်သူ့မိကိုကြည့်လေသစင်ရင်လောက်မယ်ဆိုနှစ်စင်းပြအောင်ပါဒါဆွဲတာနောက်ဆုံးဒီဒီပုံပဲဆွဲမှာတံပုံမို့တံပုံပဲဆွဲရအောင်နောက်ဆုံးပုံပဲဆွဲနောက်ဆုံးအမှတ်ရရရဘူးအဲ့တော့ခုကိုဆက်လုပ်မယ်နော်ပြီးကြပါ သေချာကြည့်လေဆရာဘေးစောက်ဝါမိုက်သူစင်ရင်ဒါဝါမိုက်သူပါပါတယ်တင်ရပါလေဝါမိုက်ဖော်စင်ဝါမိုက်သူပါပါသူမလို့ဝိုင်ကပါဝါကသူဖြေဝါမိုက်သူစင်ဝါမိုက်သူပါဝမ်မလို့ပါဝါဝမ်ကသူဖြေဝမ်ဆိုရင်ဝါမိုက်သူပါဝါ0မလို့ပါဝါ0ကဝိုင်တမူရမယ်သူဆိုရင်ဝမ်မိုက်သူပါဝါ -1 အဲ့ဒါဝိုင်တမူ -1 နော်အသေးချာကြည့်ပါဟုတ်ပြီသူက domain ပြောပြပါအောင် domain ကဘာဖြစ်မှာလဲ a is greater a is greater than minus 1 a is greater a is greater to a is greater to minus 1เนาะโอเคနံပါတ်4ပြင် d ရှိသေးလားအဒီဆက်ကြည့်ပါဦးဒီလဲတူတူပဲဘာပဲလဲ translation ပဲလေလွယ်ပါတယ် h ကဘလောက် k ကဘလောက် a က2 k က negative 1 minus 1ပါเนาะအဲ့ဒါရင်သူရဲ့ point ကဘယ်လိုရမှာလဲ a ကိုဘာလို့ plus 2ပါမယ် y ကို minus 1ပါမယ်ပြီးရင်သက်ဆိုင်ရာ factor ကိုဆက် transform လုပ်ပြီးနော်အဲ့ဒီ label အရင်ရေးလိုက်ပြီးမှအပြင်ညီမယ်နော်